မင်္ဂလာပါရှင် Story Audio ဘွေး channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်ပရိသတ်များရှင်ဒီနေ့မှာတော့နယ်ရုပ်ဆိုတဲ့ဇာတ်လမ်းကိုအစအဆုံးတင်ဆက်ပေးသွားခြင်းပါတယ်နားဆင်ပေးပါအောင်ရှင်ဥကြတာရဲ့ပထမဆုံးလှုပ်ရှားမှုက E4 မင်းရောင်ကနှစ်ရုပ်ကို E6 တစ်ခွက်တည်းတက်ပြီးတုံ့ပြန်လိုက်တယ်။မင်းရောင်ရဲ့ရည်ရွယ်ချက်ကခန့်စင် ဘဟုအမကန်ခန့်စိတ်ကစားတော့မယ်ဆိုတာဦးကျော်သားကောင်းကောင်းသိလိုက်တယ်။ဒါကြောင့် D4 ကိုနေရုပ်ထပ်တင်ပေးလိုက်တယ်။မင်းရောက်ကခန့်စိတ်သမားပြပြီးမင်းရုပ်ကိုဘရင်အရှိကတ်လျက်ထုတ်ပြီးကာဆယ်ချင်းမှုပြင်းနေ။သူ့ရည်ရွယ်ချက်မှာ G6 ကိုနေရုပ်တွန်းတင်ပြီးတော့ဖုန်ကြီးကိုဘေးတကွက်ထုတ်ဖို့ဖြစ်တယ်။ဦးကျော်သားကပုံမှန်ကစားနေကြတစ်စီလီယံတိုက်စင်နဲ့50ကွက်တရဆက်တိုက်ပြလိုက်တယ်။ဆရာကော်ဖီရပြီ။ကော်ဖီဘန်းကင်ကဝင်လာတဲ့သိမ့်ပြီစီ။ဦးကျော်သားအကြေးရောက်သွားတယ်။ တင်းမီကလာသွေးကျွက်နေရင်ဥကြော်တာကိုယ်တိုင်စိတ်ကြရွေးကြဲခံထားတဲ့စက်ကထရီမလီတင်းမီကိုမြင်တိုင်းဥကြော်တာရဲ့စိတ်တွေကနာမငြိမ်ဖြစ်ရမြင်ထားခဲ့တင်းမီအော်ညနေအန်ကအရေးကြီးမိတ်ဆွေနဲ့ချိန်ထားတယ်လိုက်ခဲ့ပြုံတော့တင်းမီဟုတ်စရာဥကြော်တာကတင်းမီထွက်သွားမှကစားပွဲကိုပြန်ဆက်တယ်မေတ္တဲပိုင်းရောက်နေပြီမို့ပွဲကအတော်များနေပြီမင်းအောင်ကခန်းစစ်တော်အတော်အားတန်နေဥကြော်တာနေစနစ်မျိုးစုံသုံးကတိုက်နေပြီမြင် မင်းအောင်ကသူ့နယ်ရုပ်တွေကိုပါဝါဘင်းနဲ့စိတ်ဆဲက theory မှန်မှန်ကစားပြနေရဲ့ဦးကျော်သားကလည်းမနိုင်ဘူးဆိုတဲ့ရာဇဝင်မရှိသူမမင်းအောင်ကိုတတဆက်တိုက်ဆင်စင်တယ် chess မင်းအောင်ဘရင်ကိုမြင်းရုံနဲ့ခုံချလိုက်တယ်မင်းအောင်ကဘရင်ကိုဘရင်မနာပြေးခဲ့တယ်ဦးကျော်သားပြောင်းလိုက်တယ်နောက်ပြီးဘရင်နဲ့တတန်းနေဖြစ်နေရဲ့ဘရင်မကိုကာဆယ်ရုံနဲ့တက်မိလိုက်တယ်တုတ်တုတ်လုံမရတဲ့ဘယင်မကိုကြည့်ကဦးကျော်သားရှိလိုက်ပြန်နေ။ဒါပေမဲ့မင်းအောင်ကဘယင်မကိုစတိထားခဲ့က ဦးကျော်သာဘဲအချက်မှာအကာအကွယ်နေစွာကြံခဲ့တဲ့ဘရင်ကိုဖုံးစည်းရုပ်နဲ့ချက်စလိုက်တယ်။ဦးကျော်သာတကွက်ထွက်ပြေး။ Now chess မိတ်ဆရာဟင်ဦးကျော်သာခံလိုက်ရပြီ။မင်းအောင်နောက်တဲ့မြင်းတကောင်နဲ့ဘရင်ကိုထတ်မိလိုက်ရပြေးခွင့်မရှိတော့ပြီ။မင်းအောင်ကစတေးကွက်နဲ့ဦးကျော်သာဘရင်ကိုအမိဖမ်းလိုက်ခြင်းဖြစ်တယ်။မင်းအောင်ကြွေးလိုက်တဲ့ဘရင်မကိုလိုချင်စောနဲ့ဦးကျော်သာရဲ့ဘရင်တက်ကွင်းနဲ့ရောက်ခဲ့တယ်။ငါတပည့်တော်တယ်။မင်းတို့ငါပြောထားတဲ့အတိုင်းစူးချမှာပေါ့။ရော့နှစ်တောင်။အေး ရှောင်းတဲ့အခါကျရင်လေငါလာစားတဲ့ကဖြတ်မှာနော်။ဟုတ်ကဲ့ဆရာ။မင်းအောင်အောင်းနိုင်သူအပြုံးပပပြုံးရင်းနဲ့ထွက်လာခဲ့တယ်။ဦးကျော်သာစိတ်ထဲကမရှိတင်ခဲ့ဖြစ်နေမိရဲ့။မင်းရောက်တဲ့စစ်တူရင်ထူတိုင်းဘာကြောင့်ရှောင်းနေရပါလဲလို့အားဘလို့အားမရဖြစ်နေတဲ့ကော်ဖီကွက်ကိုသာမော့ချပြလိုက်တော့တယ်။တင်းမေကိုရာယူပိုင်ဆိုင်ဖို့ဦးကျော်သာဘာမှမစိုးလှုပ်ပေးဖို့အသင်ရှင်းနေခဲ့တယ်။ပညာတတ်မှလေအဖမဲတော်ဦးတဲ့သမီးတင်းမေတွေငွေကြေးဥစ္စာတချို့ကတဲကြီးတိုင်ဖြစ်နေလိမ့်မယ်လို့ယူဆထားခဲ့တယ်။ တင်းမေကိုတင်းတင်းပို့သွေငွေလန်းခင်းခဲ့တယ်။တင်းမေမွေးနေ့ကိုလည်းရုံးမှခန်းခန်းနနာကျင်းပါပေးခဲ့တယ်။တင်းမေကိုပွဲတက်တိုင်းဘေးနားခေါ်ထားနိုင်တဲ့ဥကြော်သားကိုအပေါင်းတင်းမေဆွေကအားကြနေကြတယ်။တင်းမေလည်းဥကြော်သားစနီးခင်းနေယူထက်ဆိုင် အလွန်ပွဲတော်တယ်။တင်းမေကိုပြိုင်ပွဲကော်မတီတွေကလာစာနဲ့စာပေးကကန်လန်နဲ့ထိတောက်ပါလာခဲ့တယ်။တင်းမေကဥကြော်သားထက်မှသာပျော်နေလိမ့်မယ်လို့တထဲချယုံကြည်ရဲ့။ဥကြော်သားကသာတိုင်းအစဉ်စစ်တုရင်တမပေးပြီးစီပွားရေးကိုလည်းစနစ်တကျချက်လက်နိုင်နေတယ်။ တင်းမေကိုလည်းညတရုတ်လူအကွဲရွှေဖို့စ조사နေသူဖြစ်တယ်။တင်းမေမင်းအမေကပြန်ကြရက်ွက်တဲမှာစုညံစုညံနဲ့တရားဘာဝနာစီပြံမှုအခက်တွေ့နေမှာပေါ့။တင်းမေလည်းအလုလာရတအားဝေးတယ်။အရေးတကြီးခွင့်မလွယ်ဘူး။ဒါကြောင့်ဆရာမြင်သာစီအနာမှာလုံးစင်းဒီတလုံးစီစဉ်ပေးထားမယ်။မလောက်ပါနဲ့ဆရာရဲ့။သမီးအဆင်ပြေပါတယ်။မင်းင်းနဲ့တင်းမေအလုံးနဲ့ဆိုင်လို့ပါ။ဦးကျော်သားကတင်းမေကိုပထမရွှေ့ွက်အနေနဲ့အိမ်တလုံးစီစဉ်ပေးခဲ့တယ်။နောက်ပြီးတင်းမေစီမကြခနာဆုသက်လို့ ဝင်ထွက်သွားလာရင်တင်းမီရဲ့အမေဒေါ်တန်းလာမီအတွက်လိုအပ်ချက်တွေကိုအမြဲလိုဖြစ်စီပေးခဲ့တယ်။တင်းမီကိုလည်းအရင်ကတည်းကသူ့အနာကိုပို့ခေါ်ထားနိုင်ခဲ့တယ်။အမအမတမီတွေဘာမှစိတ်မပူနဲ့။အလုပ်ပြင်ချိန်တိုင်းကျွန်တော်မအားရင်တော့တပည့်မင်းအောင်ကိုပို့ခိုင်းထားတယ်။အိမ်အတွက်တခုခုလိုအပ်တာနဲ့ကျွန်တော်စီဖုံးဆက်ပါနော်။မင်းအောင်နဲ့လည်းမှားလိုက်လို့ရပါတယ်။ပြည့်စုံပါတယ်ငါမောင်ရဲ့။မင်းကျေးဇူးပဲလေဒူသားမိစီတော်တော်များနေပါပြီအမရေတင်းမေလေးကအလုပ်ပေါ်တစ္ဆာရှိရဲ့ပေးဆက်တယ် နားလေတက်ကြွတယ်။သူ့အရေးချင်းနဲ့ကုမ္ပဏီကတသားတည်းပါ။ဒါတွေကအသွားပြန်မြေတာတွေပေါ့ဗျာ။ဦးကျော်သားရဲ့ဒုတိယတိုက်ခွဲကဒေါ်တန်းမီလာကိုတင်သွင်းခြင်းပဲဖြစ်တယ်။တင်းမီကိုပိုင်ဆိုင်နိုင်ဖို့ဦးကျော်သားအားထုတ်နေခြင်းကိုရဲမိသူတယောက်တော့ရှိရဲ့။မင်းအောင်ဒါမှမဟုတ်ပြဿနာတော့မဟုတ်ပါဘူး။မင်းအောင်ကဦးကျော်သားရဲ့လူယုံဦးကျော်သားအတွက်လယုံတစ်ဖက်ဆိုလဲမှန်နေ။တချို့ရွှေကွက်တွေကိုလိုအပ်ပါကမင်းအောင်ကိုပါကိုရွှေခိုင်းလို့ရတယ်။မင်းအောင်ကလည်းမခေတဲ့စစ်တူရင်တမတယောက်မဟုတ်လား။ ။ဦးကျော်သားကမင်းအောင်ကိုဖုံးစည်းရုပ်တပွဲအင်းအားဖြင့်တင်ထားတယ်။ဦးကျော်သားရဲ့စီမံကိန်းထဲမှာမင်းအောင်ကိုလည်းတစိုက်တဒေသအဖြစ်တွန်းရွှေ့ကစားဖို့လုံလောက်တယ်။တောက်ကြနေရုံစင်းချိန်ကနှစ်နာရီကန့်လုံနေသေးတယ်။ဦးကျော်သားကရုံသူရုံသားတွေကိုစောစည်းစွာပြန်လှုပ်ဖို့မင်းအောင်ကိုမှားလိုက်တယ်။ငါမွေးနေ့ပါတီရှိရဲ့။တပည့်အလုပ်သမားတွေမုံမိုးပေးပြီးတော့ပြန်လှုပ်လိုက်။ဟုတ်ဟုတ်ကဲ့ဆရာ။မင်းအောင်ကဦးကျော်သားကိုအကဲခတ်နေမိရဲ့။ဦးကျော်သားဟာဦးကျော်သားဟာဒီနေ့ထူးဆန်းနေမယ်မင်းအောင်ရှိမိရဲ့။ အရင်ကမွေးနေ့ဆိုရင်ဖရာတဲ့ကုသိုလ်ယူလို့ရှိရဲ့ဦးကျော်တာကပါတီကျင်းပမယ်ဆိုတာကြောင့်တခုခုကိုမချစ်မရဖြစ်မိရဲ့ဟယ်လိုအော်မိမကြီးငါဖရာကိုမင်းအောင်နေပဲတွားလိုက်တော့မယ်ပြီးတော့ဒီညငါရုံးမှာပစ္စည်းစင်းတွေထိုင်တွက်ရမယ်ကွာပြန်လာပြမှာမဟုတ်ဘူးအေးအေးဒါပဲကွာကားလေးကိုဂိမ်းတွေစွတ်မစော့ခိုင်းနေနော်ဦးကျော်တာကသူ့မျိုးသမီးကိုလှည့်နေရဲ့မယိုးသားတဲ့ကိစ္စတခုခုကိုဦးကျော်တာလုံးတော်မယ်လို့သိလိုက်တယ်နောက်ဦးကျော်တာကမင်းအောင်ဘက်ကိုလှည့်ကဒီည ဆမင်းမိုင်းမှာဘုကင်လှုပ်ပေးကွာနှစ်ယောက်ခန့်မင်းအောင်ဦးကျော်သားကိုဘာမေးကုန်မှမထုတ်တော့ထုတ်ဖို့လည်းမလုပ်ပါဦးကျော်သားရွှေရဲ့အကွက်ကဘာဖြစ်ဖြစ်မင်းအောင်ကအလိုက်တင်နေဝေးုံသားမင်းအောင်တပည့်မင်းအောင်ကမှားစရာရှိရဲ့ဟုတ်ကဲ့ပြောပါစရာဦးကျော်သားကသူ့ရဲ့ကစားပွဲတစ်ခုကိုရှင်းပြတယ်အကွက်ကြကြစီမံထားတယ်ဦးကျော်သားရဲ့ရှေးကွက်ထဲမှာနေရုပ်တရုပ်ဖိရမယ့်သူကတင်းပြီမှတ်ထားတော့မင်းအောင်အဲ့ဒီစိတ်ကိုဘလောက်ရယူခဲ့ရှင်းမိုင်ရန်ကုန်ဟိုတယ်မှာ ငါတင်ငယ်ချင်းတွေနဲ့အတူသင်းမိကိုပါဒီညခေါ်ထားမယ်။ကျန်တဲ့အစီအစဉ်ကတော့စောနာငါပြောတဲ့အတိုင်းပဲ။အစီအစဉ်ပြီးရနဲ့မင်းအတွက်ပေါက်ဆူနှစ်သိန်း။ Okay နော်တပည့်။ဟုတ်ကဲ့ဆရာ။ကျွန်တော်တေချာလုပ်ပေးပါမယ်။ဦးကျော်သားကချက်ချင်းဆွတ်တယ်လို့သင်းမိကိုခေါ်ခိုင်းတယ်။နောက်ပါတီပွဲအတူလိုက်တက်ပြီးပို့ပြောတယ်။နေရောက်မာလီလိုကောင်းငင်နေရဲ့သင်းမိကိုဦးကျော်သားစူးစိုက်ကြည့်လိုက်တယ်။သင်းမိကဒီနေ့အလှဆုံးလို့ထင်မိရဲ့။ပြုံမြင့်နုနေခြင်းအပြင်လှသွေးကျွန်ရဲ့သင်းမိဟာ နောက်တစ်နေ့မနေ့မိုးလင်းချိန်မှာသူ့ရဲ့တရားဝင်ဇနီးငယ်လေးတယောက်ဖြစ်လာတော့မယ့်အရှိတွေကစိတ်လှရှာပီတိပွေးမိတယ်။ယာကမိကုံးငွေတွေနဲ့ဥကြော်တာထုံမွန်လှောင်ပိတ်နေခဲ့လေပြီ။တန်းရောင်ဝမ်းစံနဲ့လာတဲ့တဲ့လှနေတဲ့အင်းမေကိုမိတ်ဆွေတွေကတငင်ငယ်ပါတီကမိတ်ဆွေ၄၅ယောက်လောက်နဲ့သာကျင်းပခဲ့တယ်။အင်းမေကိုလည်းအချိန်မလင့်ခင်အိမ်ပြန်ဖို့မယ်လို့ကတိပေးကဒေါ်တန်းမေလာကိုပါ ဖုံးဆက်ပေးခဲ့တယ်။အင်းမေကတော့ဘာမှမသိရှာတဲ့နေရုပ်လေး။ဥကြော်တာဆင်ထားတဲ့ကစားကွက်မှာအင်းမေကိုပါတီအကြောင်းပြပြီး ဝိုင်းတိုက်ဖို့ဖြစ်တယ်။မင်းအောင်ကအဲ့ဒီဝိုင်းခွက်ကိုငှက်ပေးရတယ်။ဆရာရဲ့45နှစ်ပြည့်မွေးနေ့ကိုအခုလို အတူတက်ပေးရတဲ့တင်းမီကိုဆရာကျေးဇူးတင်ပါတယ်ကွာ။ရပါတယ်ဆရာရဲ့။တမီးကလည်းဆရာရဲ့အလေးပေးဆက်ဆံမှုတွေအတွက်ပီတိဖြစ်ရပါတယ်။တင်းမီကအပြုံးနုနုလေးနဲ့ပြုံးပြတယ်။ဥတတာရင်းနှီးမှလိုက်ခနေ။မင်းအောင်ရေကဲမကလေးလောက်ပါအောင်ကွာ။တင်းမီမနိုင်ရင်တစ်ခွက်လောက်ပဲတောက်နော်။ဆရာကမူးအောင်တိုက်ပါတယ်ဆိုပြီးတော့ဒေါ်တန်းမီလာဆရာကိုရိုက်နေပါအောင်မေ။မင်းအောင်ကတယောက်ချင်းစီအရင်ငှက်ပေးလိုက်တယ်။ ်သင်းမီရဲ့ဝိုင်းခွက်ကိုငှက်ပေးပြီးဦးတော်သားကိုမျက်စာပြစ်ပြလိုက်တယ်။ "Okay" တဲ့သဘောသင်းမီလည်းဝိုင်းခွက်ကိုတငုံနှငုံနဲ့ကုန်တဲ့အထိတောက်မိခဲ့တယ်။မေးဆက်လာတဲ့သင်းမီမျက်လုံးတွေကိုဦးတော်သားစိုက်ကြည့်လိုက်တယ်။အောင့်မြင်ပြီးအေးစေးရှင်ကစပြပြီးသင်းမီကငိုက်ခနေဖြစ်ဖြစ်သွားတယ်။သင်းမီသင်းမီဘာဖြစ်တာလဲ။သင်းမီကတောက်လိမ့်မှမရှိတာတောင်းမှုသွားပြီတဲ့နဲ့ကဲကဲကဲဆရာပြန်ဖို့ပြန်မှာဖြစ်တော်မယ်။ကဲအားလုံးပဲဗျာခွင့်ပြုပါအောင်။ဒီကောင်မလေးကနောက်ကျလို့မဖြစ်ဘူးဗျာ။ မင်းအောင်ကဦးကျော်သားရဲ့အိတ်ကိုဆွဲကအနောက်မှလိုက်လာခဲ့တယ်။ဆရာသမီးအရန်အရန်အိတ်ချင်တယ်။တိရတဲ့မင်းအခုဆရာပြန်ဖို့တော့မလို့လာလာအဲ့လိုဆိုကသင်းမီကိုထူထွက်ရင်းနဲ့ဦးကျော်သားကမင်းအောင်ကိုအောင်နိုင်သူစစ်တူရင်ကစားသမားတယောက်ရဲ့အပြုံမျိုးပြုံးပြခဲ့တယ်။မိမိကိုကိုယုံကြည်မှုရှိတာရဲ့အပြုံမျိုး7 mile hotel ကိုမင်းအောင်ကိုတိုင်ကားမောင်းပို့ပေးရတယ်။ဟိုတယ်ရောက်တော့လေမင်းအောင်က booking လုပ်ထားတဲ့အခန်းကိုပေးကဟိုတယ်ပြင်ကိုထွက်လာခဲ့တယ်။အခန်းထဲမှာသင်းမီကအတော်မူးနေပြီး အိမ်စည်းအရှင်ကြောင့်စကားကိုတဝါပြောနေရယ်။ဥဟင်တင့်တင့်မေဆရာကိုဥလို့ခေါ်လိုက်တာလား။ဟုတ်တယ်လေဥရဲ့။တမိမခေါ်ရဘူးလားလို့။ဟာခေါ်ပါခေါ်ပါတင့်မေလေရယ်။တမိလေအရက်ထက်တောက်ချင်နေ။ဟာတင့်မေကလည်းဒီလောက်မူးနေတာကိုဟာမရအောင်မရအောင်အတူတူတောက်ဖို့တင့်မေအရက်ယူလာတယ်။ဒါမှအတူတူကဲလို့ကောင်းမှာပေါ့လို့။တင့်မေရဲ့စကားတွေကဥကြော်တာကိုပုံမစိတ်လို့ရှားစေပြီးတော့ မှန်းထလာတဲ့ပုံမလွယ်ကိုသွားတဲ့အတွက်တင်းနေမိရဲ့တင်းမိကဆလင်းဘတ်တဲကအရက်ပလင်းလေးတလုံးထုတ်လိုက်တယ်ဟမ်တင်းမိဒါကတမိဟိုတယ်ကနေမလာတာတော့ရတာမဝလို့လေညာနဲ့တူတူထပ်တော့ပေါ့ဩအလိုက်တိလိုက်တဲ့ကောင်းမလေးရဲ့လာတောက်ကြတာပေါ့ပြီးမှဟဲဟဲတင်းမိကပါလာတဲ့အရက်ကိုငှဲ့ကကဲချီရအောင်ဒီညကတမိတို့ရဲ့ပျော်ရှင်မှုတွေအတွက်ဦးကျော်သားကတင်းမိရဲ့မျက်ဝန်းလေးပဲကိုစိုက်ကြည့်လိုက်တယ် ဆွဲဆောင်မှုအပြင်နဲ့မင်းစစ်နီရဲ့မျက်ဝန်းလေးတွေဦးကျော်သားတင်းမီအချင်းကြီးကိုသဘောပေါက်လိုက်တယ်။တိတ်မကြခင်တင်းမီအိပ်ပျော်တော့မယ်။မနဲ့မိုးလင်းတာနဲ့ဦးကျော်သားကိုတင်းမီကမလွန်ဆန်းနိုင်အောင်ဆွဲဆောင်ညှို့ငင်ရင်အတူမှားမိခဲ့တယ်ဆိုရင်အကြောင်းပြချက်ပေးကတင်းမီရဲ့ဘဝကိုလက်ထက်စာချုပ်တစ်ခုနဲ့အပိုင်သိမ်းမှုစံစီထားတဲ့ဦးကျော်သားရဲ့ရွှေ့ကွက်မှာအခက်အခဲတစုံတရာမရှိပါဘဲအောင်မြင်တော့မယ်။အတွေ့နဲ့လိုက်ပို့လာတဲ့သူ့ရင်ဘက်သူပြန်ဖိကအရက်ခွက်ကိုမောလိုက်တယ်။သမီးဘာဖြစ်냐လဲမသိဘူးဦးရဲ့။ အဲ့ချင်းတလူကြီးပဲတင်းမေစေတကိုအစွန်းဆုံးထိရောက်ပြီလို့သိလိုက်တယ်တင်းမေအိတ်လိုက်အိတ်လိုက်ဆရာဆောက်ပြီမယ်နော်နောက်ပြီးတော့တင်းမေကသူ့ရင်ခွင်နဲ့ရောက်လာတယ်ဦးကျော်တာကတင်းမေရဲ့ပခုံးကိုကမ်းပြီးတင်းမေလေတမီးဟာဥပါတမျိုးကြီးဖြစ်နေရဲ့ကဲအဲ့တင်းမေနောက်နောက်ပြီးတော့ရင်ခုန်တန်တွေကဟိုတယ်အခန်းထဲမှာ လူလာရှက်ပြေလို့အယယာမှောက်တယ်ဒီမှာကိုကျော်တာကိုကျော်တာထဆန်ရုတ်တရက်လှုံနှူးလိုက်တဲ့ကော ိမ်မက်ရင်ရောင်ထင်မိသေးရဲ့မျက်လုံးနှလုံးကိုအာကုန်ဖွင့်ကြည့်လိုက်တဲ့အခါဟာမိမိမမိဘကဘလို့ဟမ်တင့်မေဆရာရဲ့လောက်ရလိုက်တာတမိရှက်လိုက်တာဥကျော်သာမြင်ရသူတွေမှာဒေါသမျက်နှာအပြင်နဲ့သူ့ဇနီးခင်နေอยู่တားငယ်လေးမင်းအောင်နေဝိလစ်စလစ်အနေထားကိုစောင့်တထဲပတ်ထားပြီးငိုနေတဲ့တင်းမေဘာတွေများဖြစ်ကုန်ပါလိမ့်လို့အကြင်ကြင်ပြန်စင်းစားနေမိရဲ့စင်းစားမရဘူး ရှင်းဟာဖះသားចောင်းတဲ့လုံနေပါတယ်ဆိုပြီးအိမ်ကိုလိန်ပြီးတော့သူမြတ်တသမီးကိုဖျက်စီရဲ့ရှင်းလေရှင်းလူစိတ်ရောရှိသေးရဲ့လားကျမမျက်နှာကိုမကြည့်ရင်တော့တားလေးမျက်နှာကိုကြည့်တင်ပါတယ်ဟာမိမငါဘာဘာမှမလုပ်ပါဘူးကွာဘာဒီတော့လက်ဘူးလက်ကျက်မိနေရဘူးတော့ရှင်းကပြောင်းနေနေနော်အမရဲ့သမီးတကယ်ရှက်ပါတယ်လူကြီးလူကောင်းတယောက်လိုလည်းထင်ခဲ့တယ်သူကသမီးကိုအိတ်ဆေးပြီးဝိုင်းနေကိုထက်တိုက်ပြီးရောအဲ့ဒီသဘောပေါက်တယ်သမီးမိမသားချင်းလေကိုချင်းစာပါတယ် အန်ဒီတို့မိသားစုကသူ့ကြောင့်အဆက်တကွဲအတူနဲ့ဖြစ်တော့မှာဦးကျော်သာဆုံးရနေမိရဲ့တခုမှတုံ့ပြန်ပြောဆိုနိုင်စွမ်းမရှိတော့သမီးရဲ့အန်ဒီတို့မိသားစုတွေတော့ပြိုကွဲပါပြီတနာကြာစနေတဲ့ကငိုနေရဲ့အချင်းလေးရက်ကိုတုံ့တက်နိုင်စွမ်းမရှိသေးခင်ပါပဲသိမိကသမီးလေးသူများမိသားစုကိုလည်းပြိုကွဲစေချင်ပါဦးရှင်ဒါပေမဲ့လေကျမဒီနေရာဒီပတ်ဝန်းကျင်မှာသူများတတွေးကွက်မျိုးရမယ်ဖြစ်တော့အရောက်မခံနိုင်ပါဘူးသမီး ဒါဆိုအန်ဒီတို့ဘယ်လိုလုပ်ပြရမလဲ။တမီးလေးရဲ့တခုခုတော့တက်ညာစဉ်းစားပေးပါကွယ်။ဒေါခင်နင်းဦးရဲ့တောင်းမင်တွေ့ရှုတဲ့စကားတင်းမီကမျက်နှာပေါ်မှာ နေရစာရီကိုတုတ်ကာအန်ဒီတမီးဆရာကိုတရားရည်ရာရင်မဆိုင်တော့ပါဘူး။ဒါပေမဲ့တမီးတို့ဒီမှာဆက်နေဘူးတော့မဖြစ်တော့ဘူး။ဦးကျော်သာသဘောပေါက်လိုက်ပြီ။တင်းမီယူအားရဲ့မျက်နှာထာနေဖလုံးမှာထင်းမဲ့မထားခဲ့တဲ့မိန်းကလေးတောက်ဖြစ်နေမယ်။သူသိခဲ့ပြီ။တင်းမီဘာကိုလိုချင်နေဆိုတာဦးကျော်သာသဘောပေါက်လိုက်တယ်။ တကယ်တော့ကိုရှိခွင့်နဲ့ကိုသားကောင်ဖြစ်ခဲ့ရခြင်းဖြစ်တယ်။တင်းမေမင်းဦးတို့မိသားစုကိုဘာမှဖြစ်စေခြင်း။ဦးဒီကိစ္စတွေတရားတန်ကြီးပေးပါမယ်။အမှုမဖွင့်ပဲခြေအေးပေးလို့ရမလားတမေ။ဦးကျော်သားကိုယ်တိုင်ကမတက်တာတဲ့အစုံလေတံပြပြနဲ့တောင်းဆိုရုံသာတက်နိုင်နေ။တင်းမေကတပင်းကိုဟူးကနေတစ်ချက်ချပြီးဦးကျော်သားကိုသေးချာဆိုက်ကြည့်ရဲ့။ဦးကျော်သားမျက်နှာပြန်လွယ်မိရဲ့။လူကြီးလူကအမိခံဦးကျော်သားတွေအချက်တရားကသာတစ်စိတ်တကောင်ဖြစ်ချင်းချောက်ခံနေရတယ်မဟုတ်ပါလား။ ဒါဆိုရင်ဒုရလုပ်ပြပါစရာနောက်ဆုံးတော့ပြဿနာကိုဖြေရှင်းဖို့အဆုံးဖြတ်ပေးနိုင်ခဲ့တဲ့အရှာကငွေသားလင်းဖြစ်ခဲ့တယ်ဥကြော်သားမိသားစုကိုတောင်းပန်ကဂတိထက်ထက်ပေးခဲ့ရတယ်သိမိတွေရော်ကြီးသိနေရကိုလွှဲပေးအပြီးကော်မတီကိုပုံမှန်တိုင်းဥကြော်သားပြန်တဲခဲ့တယ်ကော်မတီက6သိန်းတိတ်ဆင်းနေရဲ့ဟဲ့မိမိုးတို့ဆွေသက်တို့ငါတစ်ပတ်မနေ့ကအိမ်ကလည်းလာမအောင်ဘယောက်နေရလဲဟမ်ဆရာမသိဘူးလားဘာတော့ဟာကိုမိအောင်ကမသိမိလို့နဲ့အတူနေကိုပြပြောင်းသွားပြီလေ ဘာခေါင်းကို မိုးချိုအပြစ်ခံလိုက်ရတယ်လို့ကျိန်းဆက်သွားတယ်။ဘလို့ကြောင့်လဲငါ့ကိုရှင်းပြကြပါဦး။ဟာဆရာကလည်းကိုမယောင်နဲ့တင်းမီတို့ကလွန်ခဲ့တဲ့နှစ်လောက်တည်းကချစ်သူဖြစ်နေကြတာလေ။ဥကြတာတကူတော့မိတောင်မီလင်တွေတောက်လောင်ခံရတယ်လို့အရရာကိုတိမ်မွေနဲ့ဆိုင်စွာလှည့်ပြသွားသူကမင်းအောင်။တင်းကြတယ်။မင်းအောင်ကသူ့ကိုပီးလိမ့်လေသွားခဲ့ခြင်းဖြစ်တယ်။ဥကြတာဒေါသတဲ့ခြင်းနဲ့နိုင်ရန်ကိုလက်သေးငယ်ထိုးလိုက်တယ်။လက်ပြမှာတဆဲဆဲကြလာတဲ့သွေးဆက်တွေကိုကြည့်ရင် အတိတ်ကိုအနည်းပြွက်တွေလိုတက်ခန်းချင်းပြန်ဆက်ကြည့်လိုက်တယ်။မင်းအောင်၊တင်းမီ၊အိတ်စေး၊ဟိုတယ်၊ရောကြီးဖြစ်စဉ်အရွေအရာခန်းစစ်ကိုအသာပေးကကစားဝက်ကိုလှလှပပချဲလဲခဲ့တဲ့မင်းအောင်မျက်နှာကိုမြင်ရောင်နဲ့ချက်ချင်းဆိုတယ်လို့အိမ်ကိုဖုံးဆက်လိုက်တယ်။ဟယ်လိုမိမငါ့ကိုစမိုင်းမိုင်ဟိုတယ်မှာရှိရလို့ဖုံးဆက်တာဘာတို့လဲ။လာပြန်ပြီ။ရှင်ဒီကိစ္စအောင်အဆောက်ဆွဲမထုတ်နဲ့နော်။ကျမတို့သားကအဆိုးမရဘူး။အရေးကြီးလို့ပါကွာပြပြပါတကယ်တည်းဘာရှောင်းမှုလည်းမသိဘူး ရှင့်တပက်ပေါ့မင်းအောင်လေဘာဖြစ်လို့လဲဦးကျော်သာဖုန်းလို့ကြတော့မတဲ့လူကရိုင်းနေချင်းသွားတယ်အေးပါကွာဒါပဲမိမခံစားမှုကိုဒေါသလို့ကောင်းစင်တက်ပြီးမင်းရတော့ဓာတ်ထက်ပို့တယ်ဘာကုန်းမှပြန်လဲပြင်ဆင်ခွင့်မရှိတော့တဲ့အနေအထားမှာနာကျင်မှုကမချိပြုံးတစ်ခုကိုသာဖြစ်စေခဲ့တယ်အဲ့ညာကစေခဲခံလိုက်ရသူမှာသင်းမင်းမဟုတ်ပဲသူကိုယ်တိုင်သာဖြစ်တယ်လှပတည်တဲ့စွာတရုပ်ဆောင်သွားတဲ့သင်းမင်းစနစ်တကျအကွဲရွှေ့ခဲ့တဲ့မင်းအောင်နာကျင်ရဲ့ရင်ဘက်ကိုဖျင်းစိတ်ကိုဖြေလျှော့ဖို့စူးစမ်းစဉ် ဲတူရင်ခုံပေါ်မှာတင်ထားတဲ့စတဲ့ဆောင်ကိုမြင်ရတယ်။တုံရင်ရဲ့လက်နဲ့စကိုဖွင့်ဖက်လိုက်ရ။ဆရာတကယ်တော့သိမိရဆရာရဲ့စစ်တူရင်ပွဲတွေကနှယုံမဟုတ်ပါဘူး။ဘယင်မရုပ်တရုပ်ပါ။ကျွန်တော်နဲ့ဆရာရဲ့စစ်တူရင်ပွဲလေးကိုဆရာမှတ်မိမှာပါ။ဘယင်မကိုစတိပြီးဘယင်ကိုအမိဖမ်းပြခဲ့တာလေ။ဆရာတင်ငန်းစာရဖို့မျှော်လင့်ပါတယ်။ချစ်တဲ့ပဲမင်းအောင်။စာရွက်ကိုအစိမ့်စိမ့်မပါဆုပ်ပြလိုက်တယ်။ဦးကျော်သာနားလည်လိုက်တာကသူကိုယ်တိုင်နှယုံတရုပ်ဖြစ်ခဲ့တယ်လို့ပင်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ ။နယ်ရုပ်ဆိုတဲ့ဇလံလေးကတော့ဒီမှာလည်းပြီးပါပြီ။နောက်ထပ်ဇလံကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကိုလိုက်ရန် subscribe နှိပ်သွားပေးဖို့တောင်းဆိုပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။